မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ8ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲ update သတင်းကတော့တနင်္လာနေ့တိုင်းဒဝဲခရိုင်ခိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ ဒုက္ခစစ်စခန်းကို KNL နဲ့ PDF ဒေါ်လိုင်းပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့နောက်ထပ်စခန်းတစ်ခုကိုလည်းထမှန်ပြီးတော့ပိတ်ဆို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မှာဒဝဲခရိုင်စစ်ကောင်စီတပ်ရဲ့ဒုက္ခစစ်တပ်စခန်းကို KNL နဲ့ PDF ပူပေါင်းတပ်များကသိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များအလုံးဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြတယ်လို့သိရပါတယ်။အဲ့ဒီစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်40နီးပါးအထိုင်းချတပ်ဆွဲထားခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒီဘက်ကတနက်ဖောက်တာနဲ့အကုန်လုံးပြေးကြတော့တာပဲမြေပြင်မှာလဲသူတို့စီကိုစစ်ကူမလာနိုင်တော့ဘူးဆိုတာသိတော့ပြေးကြတာပေါ့နောက်ထပ်စခန်းတစ်ခုကိုလဲဝိုင်းထားပြီးပါပြီပိတ်ဆို့ထားပြီးပြီလို့ပြည်သူ့ကာကွယ်တပ်မတော်ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ် KNU ဘိတ်ဒဝဲ district ကလည်းဒီကနေ့သတင်းထုတ်ပြန်ခဲ့ရမှာဘိတ်ဒဝဲခရိုင်ထိုင်းနိုင်ငံနယ်စပ်မြေပေါ်မှာရှိတဲ့ စစ်ခွေးတိုက်ရဲ့ဒုက္ခစစ်စခန်းကိုဇွန်လ9ရက်နေ့မှာတိတ်ပတ်ရရှိခဲ့ပြီးတော့ဒုက္ခစခန်းကစစ်ခွေးအကောင့်30ကျော်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ် KNL နဲ့ PDF ပူးပေါင်းတပ်များက AB လနဲ့ဇွန်လအတွင်းမှာဒဝဲခရိုင် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိထဗျူဟာစခန်းထိခီစစ်စခန်း ဘောဒီစစ်စခန်းနဲ့ငရန်ဒီစခန်းတို့ကိုတိမ့်ပိုက်ခဲ့ရောက်အခုဒုက္ခစခန်းအပါအဝင် စုစုပေါင်းတပ်စခန်း၅ခုကိုဇက်တိုက်တိမ့်ပိုက်ရရှိထားပြီဖြစ်တယ်လို့သိရပါဗျ။လက်တော်လောတနင်္သာရီတိုင်းဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာနတ်အိမ်တောင်စခန်းတစ်ခုသာကျန်ရှိပြီးအဲ့ဒီစခန်းဟာလေစစ်သားအယောက်30နဲ့50ကျားမှသာရှိတဲ့စစ်တပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစခန်းကိုတိမ့်ပိုက်ရရှိသွားပါကဒဝဲခရိုင်အတွင်းမှာရှိတဲ့ ခိုင်းမြန်မာနယ်စပ်တစ်ခုလုံးကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကတိမ့်ပိုက်ရရှိသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ခွေးစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေး28ကောင်တေဆုံးပြီးတော့တနက်၄လက်သိန်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်6နာရီခွဲအချိန်ကမှရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးရွာအကြမ်းဖက်စစ်တပ်စခန်းကိုရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွဲမှာ အကြမ်းဖက်စစ်ခွေ28ကောင်တေဆုံးသွားပြီးတော့တနက်၄လက်တင်းစီရရှိပြီးတော်လိုင်းရဲဘော်များအထိကိမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ ရွှေဘုံရင်သာကြီးကျေးရွာတိုက်ပွဲမှာစစ်ခွေးနဲ့ပြူခွေး28កောင်တေသွားပါတယ်အဲ့ဒီစခန်းမှာကစစ်ခွေးအင်အားကအယောက်80လောက်ရှိတယ်ကျွန်တော်တို့အနေနဲ့အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လို့စ조사နေကြပါတယ်လို့ရေဦးမြို့နယ်ဘက်ကမှတာဝန်ခံကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းအပါအဝင်ရွှေဘုံမြို့နယ်မှာရှိတဲ့ဘုန်းနဲ့တောင်စစ်စခန်းနဲ့တောင်လစစ်စခန်းတို့ကိုလည်းတော်လိုက်တပ်ဖွဲ့များကဇူလိုင်လ4ရက်နေ့မှာတင်ပိုင်နိုင်ခဲ့တယ်လို့ကောင်းကင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AOD တိုင်းလေးမြနာနဲ့အင်္ဂမူမြို့နယ်အဆက်ကတိုက်ပွဲအတွင်းမှာအမှန်ငါတက်မတော်တမ်းမြဲလေးချင်းဟေးချောင်းတတကငါးကဘိုးကျော်မျိုးနိုင်စနိုက်ပါထိမှန်ပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ6ရက်နေ့မနေ့2နာရီခန့်အချိန်မှာလေးမြနာမျိုးနယ်နဲ့အင်္ဂမူမျိုးနယ်အဆက်မှာရှိတဲ့ပန်တော်ကြီးကျေးရွာဘက်မှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့တတကငါးကစစ်ခွေးဘိုးကျော်မျိုးနိုင်ဟာ PDF တပ်ဖွဲ့ကပြစ်ခတ်လိုက်တဲ့ sniper ဦးကောင်းကိုထိမှန်ပြီးတော့ပွဲချင်းပြီးမသာပေါ်သွားတယ်လို့သိရပါဗျ။သိဆုံးသွားတဲ့ဗိုလ်ချုပ်မျိုးနိုင်ရဲ့ရုပ်အလောင်းကိုဒီကနေ့ဇူလိုင်လ၈ရက်နေ့မနက်ပိုင်းမှာတတကငါအနီးမှာရှိတဲ့ရခိုင်ကုန်းချေးရွာမီးတကြိုဇက်မှာတကြိုမှာဖြစ်ပြီးတော့ကျော်မျိုးနိုင်ရဲ့အမျိုးသမီးဖြစ်သူကအတိမိတ်ဆွေများကိုနာရီမှာလာရောက်ပေးကြပါရဲ့ဖုန်းနဲ့လိုက်လံပြီးတော့ဖိတ်ကြားနေတယ်လို့သိရပါဗျ။နာရီဖိတ်စာလုပ်တယ်လို့တော့မကြားမိဘူး။ဖုန်းဆက်ပြီးတော့သူတို့ဆွေမျိုးမိတ်ဆွေတွေကိုလိုက်ဖိတ်နေတယ်လို့ပဲသိရတယ်။ စစ်ခွေးဘူကျော်မျိုးနိုင်ရဲ့အလောင်းကတော့ရခိုင်ကုန်းရွာမိသေချိုဇက်ကိုရောက်နေပြီလို့သိရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါဗျ။လေးမြန်နာနဲ့အင်္ဂဘူမျိုးနယ်အဆက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကထိခိုက်ဒေဆုံးမှုတွေများပြီးတော့စစ်ခွေးအလောင်းတွေ နေတိုင်းလိုလို၅လောင်းဝင်းကျင်လောက်ရောက်ရှိနေကရခိုင်ကုန်းရွာမိသကြိုဆက်ဟာပုံမှန်သကြိုပေးနေရတယ်လို့သိရပါတယ်။ရခိုင်ကုန်းရွာကမိသကြိုဆက်ကိုတော့စစ်ခွေးအလောင်းတွေကနေတိုင်းလိုလိုကိုရောက်နေတာအ ਨੇ စုံ၂လောင်းကနေပြီးတော့၅လောင်းကြာပုံမှန်ရောက်နေပါတယ်။တိုက်ပွဲတွေအတွင်းမှာစစ်ခွေးတွေဘက်ကအသေးပြောက်များတယ်။အဲ့လိုအသေးများတော့စစ်မှုန်းဆိုပြီးတော့လိုက်ဆွဲနေတာလဲနေရာတော်တော်များများမှာအဆွဲခံနေရတယ်လို့ဒေတာတွင်သတင်းရင်းတွေကရှင်းပြထားပါတယ်။လက်ရှိရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ AR တိုင်းလေးမြန်နာမြို့နယ်အတွင်းကို အေအေနဲ့ PDF ပူးပေါင်းတပ်များကဝင်ရောက်လျက်ရှိပြီးတော့စစ်ခွေးများနဲ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရန်ကုန်မန္တလေးအမြန်လန်မိုင်းတိုင်အမှတ်338မှာကင်းမုံဝေရန်လာတဲ့အကြမ်းဖက်စစ်ခွေးများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ခွေး9ကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ4ရက်နေ့မွန်လွယ်2နာရီခန့်မှာနထိုးကြီးမြို့နယ် ထိန်ဖလားဖះเจ้าမှာအထိုင်ချတက်ဆွဲထားတယ်။အချက်ဖက်စစ်ခွေးတွေကရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်318ကိုကင်းမုံဝေးရလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့အများက drone နဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတက်ခိုက်မှုအတွင်းမှာအချက်ဖက်စစ်ခွေး9កောင်တေဆုံးသွားပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။နထိုးကြီးမြို့နယ်ထိန်ဖလားဖះเจ้าမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ခွေးတွေကအမြန်လန်းမိုင်းတိုင်အမှတ်318မှာကင်းမုံလာဝစ်တာကိုကျွန်တော်တို့မြင်းကြံခဲ့ရအမှတ်ရှိတိုင်ရင်နဲ့မဟာမိတ်တိုင်ရင်တွေက drone နဲ့ဘုံကျဲတက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေရဲ့ကင်းမုံကိုဘုံတိကြောက်ပောက်ကွဲပြီးတော့စစ်ခွေး9កောင်တေသွားပါတယ်လို့မြင်းချန်ခရိုင်အမှတ်ရှိတိုင်ရင်ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းချန်ခရိုင်အမှတ်ရှိတိုင်ရင်နဲ့အတူမိထီလာခရိုင်အမှတ်နဲ့တိုင်ရင်မိထီလာခရိုင်အမှတ်သုံးတိုင်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမော်ပြည်တော်လိုင်းတက် MSRF က ရေးတော်ဝဲလမ်းမပေါ်မှာရေးမြို့အခြေဆိုင်စကခ16လက်အောက်ခံ အမှတ်316အမြောက်တပ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းမွန်ပြည်တော်လှန်ရေးတပ် MSRF ကတောင်းရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်ဇူလိုင်လ9ရက်နေ့နေ့လယ်12:35မိနစ်အချိန် MSRF က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ခွေးတွေရဲ့ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့မသိရသေးဘူးလို့ပြောပါတယ် စစ်ခွေးတွေဘက်ကပြန်ပြီးတော့ပြစ်ခတ်တာမျိုးတော့မရှိပါဘူးစစ်ခွေးတွေဘက်ကထိခိုက်ကြဆုံးမှုကိုတော့တိတိကျကျမသိရသေးဘူးလက်ရှိမှာတော့ချိတ်ဆက်ပြီးတော့မင်းများနေတော့မှလို့မွန်ပြည်တော်လိုင်းရေးတပ် MSRF ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စစ်ကောင်စီကဒီကနေ့မနက်ပိုင်းမှာကြောင်မဲမြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲချခဲ့ရာပြည်သူတအုပ်တေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ီကနေ့မနေ့9နာရီကျော်ဝင်းကျယ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်း TNL ကတင်ပိုက်ထားတဲ့ကြောင်မဲမျိုးငိမ့်ချိုင်းဂုံးမှာရှိတဲ့အောက်ဆီဂျင်ဆက်ရုံအနီးကိုပေါင်900ဘုံနှလုံးကျဲချသွားတယ်လို့သိရပါဗျ။ဘုံကျဲချမှုကြောင့်ပြည်သူတအုပ်သေးဆုံးပြီးအခြားပြည်သူ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးတော့ဒဏ်ရာရရှိသူတွေထဲကတအုပ်ဟာလည်းစိုးရင်ရတယ်လို့ပြောပါဗျ။အောက်ဆီဂျင်ဆက်ရုံနာငိမ့်ချိုင်းဂုံးကိုကျဲချသွားတာပြည်သူတအုပ်သေးဆုံးသွားပါတယ်လို့ကြောင်မဲအခြေစားပရိုက်တာအတင်းကအတည်ပြုပြောကြားထားပါဗျ။ဇွန်လ29ရက်နေ့ကလည်းကြောင်မဲမျိုး တစ်ကွာပင်လုံလန်းကမ္ဘောဇာရှမ်းကျောင်းအနီးကိုအကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေရင်နဲ့ဘုံကျဲချခဲ့ရာအမျိုးသား၂ဦးနဲ့အမျိုးသမီး၃ဦးစုစုပေါင်းပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဇွန်လ28ရက်နေ့နဲ့24ရက်နေ့ဒီမှာလဲကြောင်မဲမြို့ပေါ်ကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၅ဦးတေဆုံးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မခွေးတိုင်းအောင်လံမြို့မြို့မှာဈေးမှာရှိတဲ့ဝင်းဝင်းထွန်းအိမ်ဆောက်ပျက်စီးဆိုင်ကိုရန်ကုန်ကျင်းနေနိုင်က ကျေးစားလူမိုက်တွေဟာမနေ့ကဇူလိုင်လ9ရက်နေ့မှာစိုင်းနဲကိုဝင်ရောက်ပြီးတော့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြေပိုင်ရှင်ကသူ့ရဲ့မြေနေရာမှာစောက်ထားတဲ့အိမ်ဆောက်ပစ္စည်းဆိုင်ကိုမဖယ်ပေးလို့အခုလိုမျိုးလူမိုက်တွေကိုငှားပြီးတော့ဖျက်ဆီးခိုင်းတာဖြစ်တယ်လို့ကနအူးသတင်းတွေရသိရပါဗါးမြေပိုင်ရှင်ကမကျေနပ်လို့အခုလိုမျိုးကြီးမြင့်နိုင်ကပြူစောထီလူမိုက်တွေကိုငှားပြီးတော့ဖျက်ဆီးတာလို့ကျွန်တော်တို့သိထားတယ်လူမိုက်တွေကိုတယောက်ကို3900တောင်ပေးရတယ်လို့လည်းကြားတယ်လို့ဒေသခံတူကပြောပြထားပါဗါးမြေငှားဖြစ်သူဝင်းဝင်းထောအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးပိုင်ရှင်ဦးမြုတ်တဲ့ငါ နေ့ရှင်ငားရမ်းထားတာဖြစ်ပြီးတော့မြေပိုင်ရှင်ကဖေကန်းရာကနေဥပဒေကြောင်းအရပြဿနာတွေတက်ခဲ့ကြတယ်လို့သိရပါဗျ။မြေငားခဲ့တဲ့နှစ်တွေကိုထောက်ပြီးတော့ရော်ကြီးလိုချင်လို့ဝင်းဝင်းအိမ်ဆောက်ပြည့်စည်ဆိုင်ကမြေရှင်စီကနေပြီးတော့တရားရုံးမှာတောင်းတယ်။မြေရှင်ကလည်းမပေးနိုင်လို့အခုတွေဖြစ်ကြတာလို့ကြားတယ်။ဘသူကမှားလဲမှန်လဲတော့ကျွန်တော်လည်းမသိဘူးလို့နောက်ထပ်အမျိုးသားတို့ကပြောပြထားပါဗျ။အဲ့ဒီဆိုင်ကိုဖျက်ဆီးနေတဲ့အချိန်တွဲမှာမြေရှင်ကငားရမ်းထားတဲ့လူမိုက်တွေကဘေးနားမှာရက်ကြည့်နေသူတွေနဲ့ အချုပ်ဆိုင်ကအမျိုးသမီးတဦးကိုပါအုတ်ခဲနဲ့လိုက်ထုတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။ဆိုင်ရှင်ဦးမျိုးတင်ဘက်ကဝန်ထမ်းတွေနဲ့မြေရှင်ဘက်ကငှားရမ်းထားတဲ့လူမိုက်တွေကြားမှာခိုက်ရန်ဖြစ်ပွားပြီးတော့ထိခိုက်မှုတွေရှိခဲ့တယ်လို့လည်းသိရပါဗျ။အောင်လံမြို့နယ်မှာတခြားမြို့ကလူမိုက်တွေကအတင်းအဓမ္မတောင်းကျမ်းနေတာကိုဒေသခံတွေစိတ်ထဲမှာကြောက်လန့်နေကြတယ်လို့သိရပြီးတော့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကလူမိုက်တွေတဲကနှစ်ဦးကိုဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုပေမဲ့အတီးပြုတ်လို့တော့မရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နဲ့ကရင်ပြည်ပြည်နယ်အစပ်ဖေကုံမြို့ရဲ့အနောက်ဘက်မှာရှိတဲ့စစ်ဘေးရှောင်စခန်းနှစ်ခုကိုအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ရာအသက်၄နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်မိသားစုဝင်၃ဦးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့ည10:00နာရီခွဲအချိန်ကမှဖေကုံမြို့ရဲ့အနောက်ဘက်မှာရှိတဲ့စစ်ရှောင်စခန်းနှစ်ခုကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်သွားတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးတိုက်ရဲလေကြောင်းတိုက်ခတ်မှုအတွင်းမှာ၄နှစ်အရွယ်ကလေးငယ်တအူးအသက်26နှစ်အရွယ်အမျိုးသမီးတအူးနဲ့26နှစ်အရွယ်အမျိုးသားတအူးမိသားစုဝင်၃ဦးစလုံးပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကိုဝင်ဆောင်အမျိုးသမီးတအူးဟာလည်းဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့သိရပါဗါးစစ်ခွေးတွေကလေရင်နဲ့ဘုံ၃လုံးတဏီယာနဲ့ဘုံ၅လုံးတဏီယာတို့ကိုကျဲချသွားတာ ဖဲကုံအနောက်ဘက်ကစစ်ဘေးရှောင်စခန်းနှစ်ခုကိုနှစ်နေရာကျဲချသွားတာလေးနေအွယ်ကလေးငယ်အပါဝင်စစ်ရှောင်မိသားစုဝင်သုံးစလုံးတိတ်ဆုံးသွားတယ်လို့ဖဲကုံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ PK Police ကအတည်ပြုပြောကြားထားပါဗျာအခုလိုမျိုးစစ်ဘေးရှောင်စခန်းများကိုစစ်ခွေးတပ်ကဘုံကျဲတိုက်ခိုက်မှုကိုအကြမ်းဖက်စစ်တပ်ရဲ့ lobby များက PDF စခန်းများကိုဘုံကျဲနေခြင်းဖြစ်တယ်ဆိုပြီးတော့လိန်လယ်ဝါရဖြန့်ပြောဆိုနေပြီလေချောင်းတက်ခတ်မှုအတွင်းမှာမပေါက်ကွဲသေးတဲ့ဘုံတလုံးကိုစစ်ပင်းရှောင်စခန်းအတွင်းထဲမှာတွေ့ရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ